ဇွန်လ12ရက်နေ့ကကမ္ဘာ့တမိုင်းတစ်ချောင်းထင်ရှားတဲ့ဖြစ်ရပ်များစွာဖြစ်ပွားခဲ့တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ဒီနေ့မှာဘာတွေဖြစ်ခဲ့လဲဆိုတာကြည့်လိုက်ကြရအောင်။ခေါင်းရှိက98ခုနေဖိလစ်ပိုင်လွတ်လပ်ရေးကြေညာခြင်းဖိလစ်ပိုင်ဟာစပိန်လက်အောက်ကနေလွတ်မြောက်ကြောင်းကြေညာခဲ့ပြီးပထမဆုံးဖိလစ်ပိုင်သမ္မတနိုင်ငံအောင်ထူထောင်ခဲ့ပါတယ်။ဒီနေ့ကိုဖိလစ်ပိုင်နိုင်ငံမှာလွတ်လပ်ရေးနေ့အဖြစ်နှစ်စဉ်ကျင်းပပြီးအစိုးရဂျုံးပိတ်ရဲ့အဖြစ်သတ်မှတ်ထားပါတယ်။1964ခုနှစ်နယ်ဆန်မန်ဒဲလာထောင်လန်ချမှတ်ခံရခြင်း တောင်အာဖရိကနိုင်ငံရဲ့လူမျိုးရေးခွဲခြားမှုစံ့ကျင်ရေးကောင်ဆောင်နန်ဆင်မန်ဒေလာကိုအစိုးရထုတ်ချက်အကြံဉာဏ်မှုနဲ့ထောင်နာတဲ့တကြွန်းချမှတ်ခဲ့ပါတယ်။သူက28နှစ်အကြာထောင်ထဲမှာနေခဲ့ရပြီးနောက်တောင်အာဖရိကရဲ့ပထမဆုံးလူမဲ့သမ္မတဖြစ်လာခဲ့ပါတယ်။ထောင်ကူအရှိတ်ကခုနှစ်ခုနှစ်အမေရိကန်သမ္မတရော်နယ်ရီဂန်ဟာဗာလင်မျိုးကြီးဗရန်နဲ့တကားဝါမှာဆိုဗီယက်ကောင်းဆောင်ဂေါ်ဂါချော့ကိုဒီတိုင်းအောင်ဖြိုဆန်းလိုက်ပါလို့ပြောကြခဲ့ပြီးဗာလင်ဒီတိုင်းအောင်ဖြိုဖျက်ဖို့တိုက်တွန်းခဲ့ပါတယ်။1925ခုနှစ်အမ်ဖရက်မွေးပွားခြင်း၊အ ဒုတိယကမ္ဘာစစ်အတွင်းနာဇီတွေရဲ့နှိမ်ဆက်မှုကိုခံစားခဲ့ရနမကျစာအုပ်တုပ်ဖြစ်တဲ့ The Diary of a Young Gay ဆိုကိုရေးသားခဲ့တဲ့ဂျူးလူမျိုးမိန်းကလေးအန်ဖရန့်မူဖွားခဲ့တဲ့နေ့ဖြစ်ပါတယ်။သူမရဲ့ Diary ကခွာတုံးတန်မောင်းများစွာသောလူတွေရဲ့စိတ်နှလုံးကိုထိမိစေခဲ့ပါတယ်။